2025အစွန်လ၄ရက်နေ့မြန်မာပြည်ရဲ့စစ်ရေးချင်းတွေကတကယ်ပဲအဆုတ်ပြတ်တိုက်ပွဲတွေစီဦးတည်နေပြီလားနိုင်ငံရဲ့အဓိကစစ်မျက်နှာတွေကထပ်ပေါ်လာတဲ့တည်င်းစကားတွေကဘာကိုဖော်ညွှန်းနေပါသလဲဝပီတွေးစီညညရေးတမတော် UWSA ဟာမြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေကိုအပြည့်အဝထိချုပ်ထားတဲ့တိုင်းဒေသနဲ့ကိုင်ဖွဲ့ကြီးတစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံရေးမှာသူတို့ရဲ့အခန်းကဏ္ဍဘယ်လိုရှိမှာလဲတရုတ်ရဲ့ဩဇာခံတပ်တက်ဖြစ်နေပြီလား တော့မဟုတ်မြန်မာအနာဂတ်ကိုပြောင်းလဲနိုင်မယ်တခြားအင်အားစုလားဆိုတော့သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်နထောင်းဆက်ငါဇွန်လ၄ရက်နေ့မြပြင်းစစ်ရေးအခြေအနေတွေကတင်းမနေဆဲပါပဲရန်ကုန်မော်ဘီမှာထွက်ခွာဖို့ပြင်ဆင်ထားတဲ့ Eurocopter Lazy Mid 70ဒစီ Mid 29ကိုစီ Y12 တဲ့ယူပို့ဆောင်ရေးလေရင်တောင်စီစူပါမူဟာကရင်မွန်နဲ့ကမ်းရိုးတပ်တွေစီကိုဥတီထားတဲ့အတွက်ကြောင့်အဓိက ထိခိုက်စေနိုင်ပါတယ်ဆိုပြီးကိုစင်ရောကတင်ပြထားပါတယ်။ဒါ့အပြင်မကွေးတိုင်းပဒန်းတက်နယ်နိုင်ရကန်တိုက်ပွဲဟာအပြင်းထန်ဆုံးအစ်စ်ကိုရောက်နေပြီးကဘာလုံးစခန်းလို့လူသိများတဲ့ဒူးတက်မှမူထိုင်တဲ့နေရာကို Facebook ဖြတ်တောက်နိုင်ပြီလို့လည်းယူဆလို့ရပါတယ်။ပခုတ်ကူကရိခါတင်ရင်တန်းကြီးဟာညောင်ကျပင်ဖုတ်ကြောက်အတွင်းဝင်ရောက်လာတာကိုလည်းတွေ့ရပါတယ်။ရိခိုင်မှလည်းအပြည့်အထားပြီးမှတိုက်ပွဲတွေမဆဲသေးပါဘူး။အမ်ဗဒန်လမ်းပိုင်းနဲ့ကြောက်ဖြူမြို့နယ်တို့မှာစစ်တပ်နဲ့ AA တို့အကြားတိုက်ပွဲတွေပြင်းထန်နေဆဲပါပဲ။ ဆွန်လကုတ်အထိယာယီအပြည့်ရထားတဲ့နှစ်ဖက်စလုံးကပြောပြီးမှမြေပြင်ကအခြေအနေကတော့တခြားစီပါပဲ။ကြောက်ဖြူမြို့အမှတ်32ရက်တက်ရင်ကာကဲစခန်းကိုအေအေနဲ့ပူပေါက်တက်တွေထိုးစစ်စစ်နေတုန်းဖြစ်ပါလေ။မေလာတို့ကလည်းအနည်းကနန်းဖဲတောင်ကာကင်းစခန်းကိုအေအေကတိတ်ထောက်ခဲ့ပြီးပါပြီ။ချင်းပြည်နယ်ကလေးတီးတိတ်လမ်းပေါ်မှာစစ်ရင်အချို့နောက်ပြန်ဆုတ်ပြီးစစ်သားတွေလမ်းလျှောက်နေရတဲ့အခြေအနေလေးကြားနေရပါလား။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာလည်း ရတရ30ကတပ်ဖွဲ့ဝင်စိုးတန်းကိုကောက်ွယ်အင်အားစုတွေဖမ်းဆီးနိုင်ခဲ့ပြီးတော့စကိုင်းကိုကာဆတ်ထ6မူဒုဗိုလ်ချုပ်ကြီးတပ်ပုတ်ရောက်ရှိနေတယ်ဆိုပြီးသိရပါတယ်။ခန်းတီးမှာလည်းကာဆတ်ထ1မူကျောင်းတကုတ်ကုတ်စစ်တိုင်းမူမျိုးမင်းထွေတို့အရှမ်းဒီပြူစောတိတွေကိုလက်နက်တပ်ဆင်ဖို့ဆွေးနွေးနေကြတာရှိပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကမြို့သိမ့်တိုက်ပွဲတွေပြင်းထန်လာဖို့အရှိန်ယူနေပုံတွေ့ရပါတယ်။ဖောက်ကတ်မှာတော့စစ်ကောက်စီရဲ့ရန်ကုန်တော်တွေဒရော့ဘုံးနဲ့တိုက်ခိုက်ခံရပြီးတော့အရသာထိခိုက်သေဆုံးမှုတွေလည်းရှိပါတယ်။ ကင်းပြည်နယ်မှာတော့နေသားတစ်ယောက်ကစစ်ကောက်စီရဲ့ခံစစ်စခန်းကြီးတွေစစ်တပ်စစ်တိုက်တိုက်ပိုက်ခံနေရတဲ့အခြေအနေပါကင်းပူပေါက်တပ်တွေရဲ့အောင်ပွဲနဲ့အချိန်ကတော့တက်နေတယ်လို့ပြောလို့ရပါတယ်ကျုံတိုးနဲ့ကွန်ကရစ်မျိုးတွေကိုပိတ်ဆို့ထားပြီးတော့ဒေါ်နတ်တောင်ကျောင်းဘက်ကစစ်ကြောဟာလည်းအထိနောက်နေဆဲပါပဲအထူးခြားသောကတော့ဇော်လ3ရက်နေ့2025မိနစ်ကထိုင်းမြန်မာနယ်စပ်မျော်ဒီဝေါ်လီလမ်းပိုင်းကတေဘောဘိုးစခန်းကို KNUPDF ပူပေါက်တပ်တွေကတိုက်ပိုက်လိုက်တာပါပဲ။ စစ်ကောက်စီတပ်ဖွဲ့ဝင်82ဦးလက်နက်ချနိုင်ခဲ့သလိုလက်နက်ခဲယမ်းလက်နက်ကြီးတွေအပါအဝင်အများပြားသိမ်းဆည်းရရှိခဲ့ပါတယ်။လေကြောင်းကားတွေပြစ်ကူတဲ့အဖွဲ့အမိတ်ပေးလို့စစ်ကောက်စီဖက်က30ကိုတပ်ပေါ်ကိုပြန်ကျဲချမိတဲ့အခြေအနေတည်ဆုပ်ခဲ့ပါတယ်။ဒါဟာတုံးနဲ့အကြမှာနှခါမြောက်ထပ်မံတိုက်ပိုက်နိုင်ခဲ့တဲ့ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့အောင်ပွဲတစ်ခုပါ။တနင်္သာရီပလောမျိုးနဲ့စက်တော်ရွာရွာကစစ်ကြောင်းတိုက်ခတ်ခံရပြီးနောက်ဒီကနေ့ဇွန်လ၄ရက်နေ့မှာတော့နှစ်ဖက်စစ်ရေးတော်တော်လေးတင်းမာနေပြီးတော့တိုက်ပွဲတွေလည်းဖြစ်ပွားနေပါတယ်။ ပြည်ဦးနယ်မှာစစ်တပ်ထောက်ခံတဲ့ဇော်ဖုံးဟင်းကိုစစ်ကောင်းဆောင်တွေကိုဝေဖန်ပြောဆိုခဲ့တာကြောင့်စစ်တပ်ကဖန်စီစစ်ဆင်းနေတာကစစ်တပ်အတွင်းစိတ်ဓာတ်ရေးရပြဿနာတွေရှိနေတာကိုပြသနေတာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း KIA ထိချုပ်ထားတဲ့မြို့တွေမှာမေလအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အယက်သား၈ဦးသေဆုံးခဲ့ပြီး၁၈ဦးဒဏ်ရာရရှိခဲ့ပါတယ်။မနေ့ကဇွန်လ၃ရက်နေ့မှာလည်းစင်ကူးမြို့နယ်ထက်ကမြောက်သိမ်းတံဖေးရောင်းနဲ့ဖုန်ကြီးကျောင်းကိုစစ်တပ်ကတိုက်လေရင်နဲ့ထပ်ပြီးဗုံးကျဲတိုက်ခိုက်ခဲ့ပြန်ပါသေးတယ်။သိကြတာတခုကတော့စစ်ကောက်စီဟာ ဆင်းမျက်နှာအများပြဖွင့်ထားရလို့အင်အားဖြန့်ကျက်မှုအခက်အခဲတွေနဲ့ကြုံနေရပါတယ်။ရခိုင်၊ကရင်၊ကချင်၊စကိုင်းတို့ဒေသတွေမှာပြင်းထန်တဲ့ထိုးစစ်တွေနဲ့အရင်ဆိုင်နေရတာကသူတို့ရဲ့စစ်အင်အားထောက်ပံ့ရေးကွင်းဆက်တွေကိုကြီးမားတဲ့ဖိအားတွေဖြစ်စေပါတယ်။စစ်ကောင်းဆောင်ကိုဝေဖန်တဲ့သူတွေကိုဖမ်းဆီးရတဲ့အထိစိတ်ဓာတ်ပိုင်းဆိုင်ရာဖိအားတွေမြင့်တက်လာတာဟာသူတို့ရဲ့အုပ်ချုပ်ရေးတရားနဲ့စည်ရင်ပြူဟာအပေါ်ကြီးမားတဲ့တည်ရောက်မှုရှိပါတယ်။ရိတ်ခါလမ်းကြောင်းတွေဖျက်တောက်ခံရခြင်းဟာကြီးမားတဲ့စိတ်ကောက်မှုဖြစ်ပါတယ်။ ပူပါတက်ဖက်တွေစီးလုံးညညမှုပို့ရလာလေကျွန်တော်တို့အားပါချက်ပို့ပြီးရလာလေနိုင်ငံကအတိမတ်ပြုမှုနာနီးလာလေပါပဲပြည်သူလူထုအတွက်ကတော့တိုက်ပွဲတွေပြင်းထန်လာလို့အရသာထိခိုက်မှုတွေခါစီခံနေရဆဲနေရဆုံးခွာမှုတွေလည်းမြင့်တက်နေတုံးဆစ်ရှောင်းတွေလည်းရှိနေဆဲပါပဲအောက်ဘက်တဒင်းတွေကြောင့်လည်းမျောလင့်ချက်တွေပုံမကြီးထွားလာနေတယ်ဆိုတာတွေ့နေရပါတယ်ဒီအတွက်လည်းအားရပါတယ်ဒါပေမဲ့လက်တွေ့ကြတဲ့ချင်းတွေကိုပို့ပြီးတော့ရှေ့ရှုဖို့တိုက်တွန်းချင်ပါတယ် ဖြစ်လာနိုင်တဲ့အခြေအနေတုံးခုတုံးတက်ကြည့်လို့ရပါတယ်စစ်ကောက်စီအနေနဲ့လက်ရှိဆုံးရှုံးမှုတွေပြန်ကောက်ွယ်ဖို့ယူကောက်ပွဲအတွက်အနေမြေပြန်သိမ်းဖို့လေကြောင်းအင်အားနဲ့လက်လက်ကြီးတွေပို့မှုအသုံးပြုပြီးအင်အားအလုံးရင်းကြီးမားစွာနဲ့တပ်ပြထိုးစစ်တွေရအောင်ဆင်နွှဲလာနိုင်ပါတယ်ဒီခါမှာလက်ထပ်အထိခိုက်ကြဆုံများနိုင်ပါတယ်အဲ့အတွက်ချုပ်တည်ပြင်ဆင်ထားဖို့လိုပါတယ်နေမြေပိုင်နဲ့အပြောင်းလဲတွေလည်းဖြစ်လာနိုင်ပါတယ်တော်တိုင်းအားစုတွေအခုလိုစခန်းတိတ်တိုက်ပွဲတွေမြို့တိတ်တိုက်ပွဲတွေဆက်ပြီးဆင်နွှဲနိုင်မယ်ဆိုရင်တော့နေမြေထိတ်ချုပ်စိုးမှုပုံကျပြန်လာမှာဖြစ်ပါတယ် ဒါဟာတစ်ဖက်ကကြည့်ရင်စစ်ကောင်စီအုပ်ချုပ်ရန်တရာကိုပုံမူထိခိုက်စေပြီးအာဏာကိုပြည်ပြတ်ထက်စိတ်ခေါ်မှုဖြစ်လာပါလိမ့်မယ်။စီရေးအခြေအနေတွေပုံပြီးဆိုးရွားလာလေလေစစ်ကောင်စီအတွင်းမှာစိတ်ဓာတ်ကျဆင်းမှုအချင်းချင်းမယုံကြည်မှုတန်တရားတွေပုံမူကြီးထွားလာပြီးစစ်ကဲစစ်ကဲပြိုလဲမှုတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်။စစ်ကောင်စီကစီရေးရဲ့အံပွဲတွေစက်တိုင်မရနိုင်တော့ဘူးဆိုရင်အောက်ခြေစစ်သားတွေစိတ်ဓာတ်ကျဆင်းလာပြီးလက်နက်ချမှုတွေပုံများလာနိုင်ပါတယ်။စီပွားရေးပြိုလဲလာနိုင်ပါတယ်။တေချာပေါက်ပေါင်းဆက်လိုက်ရတော့စစ်ကောင်စီတည်ငြိမ်မှုကြီးမားတဲ့စိတ်ခေါ်မှုတွေနဲ့အရင်ဆိုင်ရပါလိမ့်မယ်။ ဒီလိုအခြေအနေတွေမှာနိုင်ငံရေးအခြေအနေဘက်ကိုမဖြစ်မနေချိတ်ဆက်ကြည့်ရှုဖို့လိုပါတယ်။စည်ရည်တဲ့နိုင်ငံကြီးကတော်တွဲနေတာပါ။မြန်မာနေဦးတော်လာရေးအလက်ပြားတစ်ခုကိုဘယ်လောက်ထိရောက်နေပြီလဲ။တေချာမြင်အောင်ကြည့်ဖို့လိုပါတယ်။စစ်ကောင်စီလေကြောင်းအသားစီးရနိုင်မှုလက်နက်အင်အားတောင်းလုံမှုတော်လိုက်အားဆိုရင်ကြိုးစားပြီးမြေပြင်နယ်မြေထိတ်ချုပ်မှုပူပေါင်းဆောင်ရွက်လာမှုပြန်လည်စိတ်ခေါ်လာနိုင်တဲ့အခြေအနေလမ်းကြောင်းပေါ်တက်လာနေပြီလို့တော့ပြောလို့ရတယ်။ တေဘောပုတ်စခန်းမျိုးကိုနေကြိတ်တဲ့တိုင်ပိုင်နိုင်ခဲ့တာဟာစစ်ကောက်စီအတွက်အနောက်ကွယ်ကဘလိုပဲညှိနှိုင်းထားပါစေခုခံအားရုံရော့လာပြီဆိုတာကိုတော့ပြသနေပါတယ်တော်လိုင်းအားစုတွေလက်ရှိရရှိထားတဲ့စစ်ရေးအသာစီးကိုတော့စက်ထိတ်ထားဖို့မဖြစ်မနေလိုပါတယ်ဒီထက်ပူပေါင်းဆောင်ရွက်မှုတွေပုံမခိုင်မအောင်မြပြည်ကစစ်မှန်တဲ့ကောက်ဆောင်မှုတွေရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်ပူပေါင်းဆောင်ရွက်မှုတိုင်းပုံမခိုင်မအောင်တိစောက်ထားပြီးရိခါလက်ကြောင်တွေစစ်တိတ်လက်ကြောင်တွေကိုဖျက်တောက်နိုင်ဖို့အဓိကထားလှုပ်ဆောင်သင့်ပါတယ် ဒီတိုင်းမဲ့တစ်ဖက်ကတံပြတ်ထိုးဆစ်ဆင်းလာမဲ့အန်တီရဲကိုအရသာပြည်သူတွေဘေးကင်းလွတ်ကျော်ရေးအလေးထားပေးဖို့လည်းလိုပါတယ်။လူသားချင်းစာနာမှုအကူအညီတွေကိုလည်းထိရောက်စွာပေးနိုင်ဖို့လိုပါတယ်။ UWSA ဝါပြည်သွေးစည်းညညရေးတပ်မတော်ဟာရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းဒေသတွေကိုအပြည့်အဝထိုက်ချုပ်ထားတဲ့ဒိုင်းသားနယ်နဲ့ကအဖွဲ့ကြီးဖြစ်ပါတယ်။မြန်မာနိုင်ငံရေးမှာသူတို့ရဲ့အခန်းကဏ္ဍဟာတရုတ်ရဲ့ခိုင်မာတဲ့ထောက်ခံမှုနဲ့မဟာဗျူဟာမြောက်တည်နေရာကြောင့်ပိုပြီးအရေးပါလာပါတယ်။ဒါပေမဲ့ ဝါဟာတရုတ်ရဲ့ဩဇာခံတက်တက်လာမြန်မာအနာဂတ်ကိုပြောင်းလဲနိုင်မဲ့တခြားအင်အားစုလားဆိုတာကတော့မေကောထုတ်ဖို့လိုပါတယ်တရုတ်အကျိုးစီးပွားတွေပတ်သက်မှုတွေလည်းရှိနေတာကြောင့် UWSA ကိုမြန်မာပြည်ထက်ကတရုတ်အကျိုးစီးပွားကိုကောက်ကွယ်ပေးနေတဲ့လက်လက်ကန်အဖွဲ့အဖြစ်လည်းမြင်နိုင်ပါတယ်တရုတ်ရဲ့ BRI စီမံကိန်းတွေတဘာဝတန်းငွေအင်းနယ်ပိုက်လိုက်တွေရဲ့လှုပ်ချုပ်ရေးအတွက်သူတို့တာဝန်ယူပေးနေတာဖြစ်ပါတယ် တရုတ်ယူနန်နဲ့ဝါထိတ်ချုပ်ရဒေသတွေကြောင်းမှာအရေးမီဖုတ်လိုင်းလိုအခြေခံအစအုပ်တွေပါဝင်ဆက်ဆက်မှုတွေဟာအများကြီးရှိပါတယ်။တရုတ်ထောက်ပံ့မှုနဲ့ဝါတက်ဖက်မှာစစ်အင်အားပေါင်းပေါင်းအကျော့၄တောင်းလောက်ရှိနေပြီးတော့ခင်မီလက်နက်တွေတပ်ဆင်ထားလိုက်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံတွေတိုင်းသာတပ်ဖွဲ့အချို့ကိုလည်းဥစားလွှမ်းမိုးထားနိုင်ပါတယ်။ဝါဟာတတတူဖို့ရင်းနဲ့မူရစေမောက်ခုကူးမှုတွေမှာပါဝင်တယ်ဆိုတော့နိုင်ငံတကာဝေဖန်မှုတွေလည်းရှိနေပါတယ်။ ။အပြင်တဘာဝတော်ရဲ့ထိခိုက်မှုနဲ့ကျန်းမာရေးပြဿနာတွေလည်းရင်ဆိုင်ကြုံတွေ့နေရပါတယ်။ဥပမာထိုင်းမြန်မာနယ်စပ်တစ်လျှောက်မြေကြီးတွေညီညွမ်းမှုဟာဒေသခံပြည်သူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပြီး NGO တွေတောင်းဆိုနေပေမဲ့ထိုင်းဆိုရကားတောင်မှတရားဝင်တုတ်ပြတ်ခြင်းတော့မရှိသေးပါဘူး။ဖြစ်လာနိုင်တဲ့အနာဂတ်အခြေအနေကထိုင်းဆိုရတာအဝါကိုအေးအေးယူလာမယ်ဆိုရင်တရုတ်နဲ့ထိုင်းဆက်ဆံရေးကိုတင်မလာနိုင်ပြီးမြန်မာနယ်စပ်မှာစီးပွားရေးလုံခြုံရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဝါတာဖွဲ့ ဆေးရည်လက်ချက်တလို့လက်လက်အင်အားတွေတုံ့ပြန်ပြစ်စင်လာမယ်ဆိုရင်ဒါဟာမြန်မာနိုင်ငံအတွက်တရုတ်ဩဇာပို့ကြီးမားလာပြီးရှမ်းပြည်နယ်ကတိုင်းဒါတပ်ဖွဲ့တွေကိုပါထိ ंछ ုပ်လာနိုင်ပါတယ်တော်လိုက်အင်အားစုတွေ PDF တရက်တွေအတွက်စစ်ပြုခအရ UNG အတွက်ပါပို့ဆိုးွားတဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်ဝါတပ်ဖွဲ့ဟာတော်လိုက်အင်အားစုတွေနဲ့ UNG တို့လို PDF တွေကိုပူးပေါင်းမယ်ဆိုရင်တော့စစ်အစိုးရဟာစစ်ပြုခကြီးကြီးမားမားပြောင်းလဲသွားနိုင်ပေမဲ့တရုတ်အစိုးရကဒါမျိုးဖြစ်လာဖို့တော့လက်ခံမှာမဟုတ်ပါဘူး မဟာဗျူဟာများတုံ့တက်ရရင်ဝါတက်ဖွဲ့ဟာတရုတ်ရဲ့မဟာဗျူဟာအရယူနန်ပြည်နယ်ကိုမြန်မာနိုင်ငံအတွင်းတိုးချဲ့လိုက်တယ်လို့ပါပဲတရုတ်အစိုးရရဲ့စီးပွားရေးနိုင်ငံရေးလှုပ်ချုပ်ရေးအကျိုးစီးပွားတွေဟာဝါတက်ဖွဲ့ကိုကိုစားပြုပြီးမြန်မာနိုင်ငံအတွင်းမှာတိုးချက်ထားတဲ့ရေရှည်မဟာဗျူဟာတစ်ခုပါတောင်ပိုင်းတပ်လွင်ကနေပြီးတော့မြောက်ပိုင်း TIA MND SSPP အထိဆက်ဆက်နေတဲ့မဟာမိတ်လိုင်းအဖြစ်ဝါဟာတရုတ်နဲ့မြန်မာစစ်အစိုးရကြားအပြန်အလှန်ထိတ်ချုပ်မှုအတွက်တရုတ်ငယ်မှာဟုတ်တဲ့ဒေသခံစနစ်တစ်ခုဖြစ်ပြီး ် NUG ရဲ့ PDF တွေလိုမဟာမိတ်တွေဝင်ရောက်လာမဲ့ area တွေကိုပါပိတ်ဆို့ထားတဲ့အခြေအနေဖြစ်ပါတယ်။ဒါ့အပြင်တောင်ပိုင်း water fight တွေဟာထိုင်းနယ်စပ်မှာအခြေချပြီးမူရစေတတ်တုမီဒီယာထိတ်ချုပ်မှုတွေကအစဒေတာတွေအာနာအင်အားစုခက်ခဲမှမှာ ဖြစ်လာအောင်တဖြည်းဖြည်းရပ်တည်လာနေပါတယ်။အနာဂတ်ကိုကြည့်မယ်ဆိုရင်ဝါဟာလက်နက်ကိုင်အဖွဲ့အစည်းတသက်မဟုတ်တော့ပဲတရုတ်မြန်မာနယ်စပ်မှာနိုင်ငံရေးအာဏာပြိုင်ဆိုင်ဖို့အခြားပြည်နယ်တစ်ခုဖန်တီးနေပြီလို့ဆိုနိုင်ပါတယ်။ ဒါကြောင့်တော်လိုက်အစုတွေနဲ့အယူဂျီတော်လကောင်းပြည်တွင်းကတော်လိုက်တပ်ဖွဲ့တွေတော်လကောင်းဝါကိုတရုတ်ရဲ့ဩဇာကနေလွန်မြောက်စေမဲ့နိုင်ငံတကာမဟာဗျူဟာတွေကိုရှာဖွေဖို့ရည်တကြီးလိုအပ်ပါတယ်။ဥပမာထိုင်းရဖက်အဖွဲ့စည်းတဲ့ဥရောပစစ်မဟာဗျူဟာပညာရှင်တွေ BRIC မှာကတည်းကထိခိုက်မှုခံရတဲ့ဒေသတွေကိုနိုင်ငံတကာမီဒီယာတွေနဲ့ချိတ်ဆက်ပြီးဝါရဲ့လုပ်ရတွေကိုလူထုကဟန်တားလာနိုင်အောင်ပြစ်တင်ရှုတ်ချလောက်အောင်လှုံ့ဆော်နိုင်မယ်ဆိုရင်တရုတ်ရဲ့မြန်မာထဲကဂျာခန်စနစ်ကိုပျက်စီးစေနိုင်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ဝါတက်ဖွဲ့ရဲ့အောင်မြင်မှုနဲ့ကျိုးစီးပွားတွေဟာတရုတ်ရဲ့ရည်ရှိကျူးကန့်မှုရဲ့ရလက်အဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့အနာဂတ်ပေါ်တရုတ်ရဲ့လွှမ်းမိုးမှုကိုကြီးမားစွာတက်ရောက်စေပါတယ်။ဒါဆိုရင်ဝါတက်ဖွဲ့ဟာမြန်မာဖက်ဒရယ်ပြည်ထောင်စုတက်မှာနန်နမိတ်တစ်ခုအနေနဲ့ပဲဆက်ရှိနေမလား။ဒါမှမဟုတ်တရုတ်မြန်မာညီနိုင်ရေးဂျာကဒေါင်းမင်းတလောင်းအဖြစ်တည်ရှိနေမလားဆိုတာတော့ကျွန်တော်တို့တမန်ရဲ့အချုပ်ချာနဲ့ပတ်သက်တဲ့ကြီးမားတဲ့ မိကွန်တစ်ခုပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်